မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးဇင်းရဲ့ဆွေတော်မျိုးတော်များဦးဇင်းကတော့ဟိတေတီဆရာတော်ပါတချို့တက္ကမတွေကရှောက်ကြတယ်ပေါ့ဦးဇင်းရဲ့ YouTube channel ကို တွေ့လို့တဲ့တော်တော်လေးတပည့်တော်မာတို့ဦးဇင်းနဲ့တွေ့ရတာနောက်ကျတော့ပြီတဲ့။ဘာဖြစ်လို့လဲတက္ကမ နောက်ကြတယ်ဆိုတာမရှိပါဘူးအခုသိရင်အခုလောက်ရပါ အခုလောက်ရတဲ့အရာပါနော်မနေရင်ပြင်လိုက်ပါအဲ့လိုပဲဖြေလိုက်တာပေါ့သူတို့ကစိုးရင် တော့ကားတော်တော်ရောက်နေတာပဲတဲ့ပြီးတော့တရားစခန်းနေလေတော်တော်ဝင်ဘူးတဲ့တတိဆက်ဆက်ပြီးတော့မှမနေဘူးတဲ့အရှင်ဘုရားကောတဲ့ဘလို့မျိုး နေထိုင်လေတဲ့ဥပမာပြောရင်လောကဥပမာနဲ့ပြောရင်တော့ဖိုင်းဆရာကြီးကိုဘယ်လိုမျိုးဆိုင်းချင်းလေလို့မေးလာတယ်လို့ပဲပေါ့ဟိုဟာယောဂီဆိုတာလေတိုင်းသင်နေတာပေါ့ပါတိုင်းတော့ဆိုတော့တဏမာနဒိဋ္ဌိမဝင်အောင်တိန့်ရှောင်တဲ့တိုင်ပေါ့နော် အဒီကတော့စိုက်လေ့ကျင့်နေတဲ့သူဒါစိုက်လောကသားတို့မှာအဓိကကကောင်းဆောင်ကတော့ဒီသန္တရာရေရှိအစွန်းကိုအဝိဇ္ဇာကဥဆောင်တာပေါ့ဒါဗုဗ္ဗန္တဆက်သန္တရာရေနောက်အစွန်းကိုတဏကဥဆောင်တာပေါ့ဒါကအပရန္တဆက်ခေါ်တာပေါ့အဲ့ဒီဆက်နှစ်ခုပေါင်းထားတာကို ပဋိစ္စသမုပ္ပါးဆဝိုင်းဒေသနာတော်လို့ခေါ်တာပေါ့ဒါတွေလေးကြားဘူးတယ်ဗျာအရှင်ဘုရားတို့နေတဲ့နေပုံနေနီးမဲပုံမဲနီးထိုင်ပုံထိုင်နီးစက္ကန့်နဲ့ကြားမလဲအောင်ဘလိုမျိုးသီးပေးနေရသလဲဆိုတာကိုတပည့်တော်မာတို့သိရှင်တာအခုသင်နေတာပဲလေအခုပုံပုံတရားမဲ့နေတယ်လေပြောရင်းနဲ့ နှကန်းတွေလှုပ်တာအပန်းအပြူတာအပန်းရက်တာအဲ့ဒီအပန်းမှာကိုယ်တိုင်က တရားမှတ်နေတဲ့အပန်းဆိုတာသိနိုင်တယ်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီတိုင်းငုတ်တုတ်ကြီးထိုင်နေရင်ကိုကနိုးနိုးကြာကြာနရွက်တွေဖွင့်ထားတယ်လေနိုးနိုးကြာကြာအပန်းတွေနားမှာလာတိုက်ကြည့်စမ်းတိုက်တာနဲ့ ဒါအဝင်မခံဘူးသူကိုအတန်လို့ပဲဒီပေးတယ်ဒါကြားစိတ်လို့ပဲဒီပေးတယ်ဒါရောနေသောမနတိကာရဆိုတာကြားစိတ်မြင်ကြီးစမ်းဘယ်အကြောင်းအရာမြင်မလဲမိုးတလင်းတီဗီကြီးစမ်းဘယ်လိုကြီးမလဲပေါ်ကြီးစမ်းဘာဘယ်လိုအဆင်းမျိုးတွေပေါ်မလဲအကုန်လုံးအဆင်းနေကြီးပဲပေါ့လာလာပါပါရှောရှောခန်းခန်းပဲပေါ်ပေါ်အဲ့ဒါအဆင်းပဲအဆင်းလေးခဏနေပြောင်းတာပဲ ခဏနေပျောက်တာပဲခဏနေပျောက်တာပဲအဲ့ဒါကိုသီးပေးနေတာကို ဖြစ်ပြက်သီးပေးနေတယ်ပေါ့ပထမအခါတော့အတင်းအဓမ္မဖြစ်ပြက်ပေါ့နော်နောက်မှသူက စိတ်ကိုတဖြည်းဖြည်းနားလေလာတဲ့အခါပရမတ္ထဖြစ်ပြက်ကိုမြင်လာတာပေါ့ပထမကဘလို့မျိုး အတင်းအဓမ္မဖြစ်ပြက်လဲဗျာဆိုတော့အယုတ်ပြောင်းသောတိုင်းပြက်တယ်လို့သီးပေးနော်အစင်းလေးတစ်ခုပြောင်းသောတိုင်းပြက်တယ်လို့သီးပေး ကြစ်တယ်လို့သီးပေးနောက်မှသူက စိတ်ကိုသိလာလိမ့်မယ်သဘောပေါက်လာလိမ့်မယ်နော်အဲ့ဒါဆိုရင်အစဉ်ပြေနိုင်တယ်ပေါ်ကြီးစမ်းမင်းစီမံငါဝင်မပါတော့ဘူးတဏမဖြစ်ရဘူးပြရှင်ရပြဒီနေ့တော့ဒါဖုံးမှပြနေတာပဲလေတီတော်အယုတ်တွေအမျိုးမျိုးကားပြနေတာပဲလေအဲတိုင်းသမားဖိုက်တက်လာဆိုတာသူကစမ်းသက်နေတာဒါစံမွေးပွစစ်နေတာ ဒီယောဂီတရားမှတ်ဖို့တက်လာဆိုတာကိုတီတော်တွေကစမ်းသက်နေတာဘယ်လိုမျိုးစမ်းသက်လဲမရည်ရှင်ရည်ရှင်အောင် အမျိုးမျိုးလှုပ်ပြတယ်သူတို့မငိုရှင်ငိုရှင်အောင် အမျိုးမျိုးလှုပ်ပြမယ်ဘယ်လိုမက်လဲမက်ပြစမ်းဝင်မပါအောင်เนาะဒါအစင်းလိုပဲတီတာအဲ့ဒီအစင်းတွေလေးဖြားလို့တန်တရာရှည်လာတာကြာပြီကိုခန်းစားချက်ထိမှထိတာ ဒီအစင်းနောက်ကငါပါတော့လို့မဖြစ်ဘူးတတိထားအဲ့ဒီမှာထားရတာတတိထားဆိုတာအဲ့ဒီအကြောက်ရမှာတတိထားရတာခုံကြီးတွေကတတိထားတတိထားလို့ပဲပြောတယ်ဘယ်နေရာမှာထားမလဲအဲ့ဒီတတိကိုဘလို့မျိုးအကြောက်ရမှာထားရမလဲအဲ့ဒါအရေးကြီးတယ်နော်အရေးကြီးတဲ့ကဏ္ဍရောက်နေပြီတတိထားတယ်ဆိုတာဘာကြောင့်ထားတာလဲကိုယ်နှလုံးသားထဲမှာမဆုံးမအောင်တတိထားတာဘလို့မျိုးထားလဲ မျက်လုံးအကြည့်ဆိုတာလည်းငါမဟုတ်ဘူးယုတ်တရားအစင်းဆိုတာလည်းငါမဟုတ်ဘူးယုတ်တရားအဲ့ဒီယုတ်တရားနှစ်ခုဖက်သတိုက်လိုက်မှနန္တရပေါ်တာမြင်စိတ်မြင်စိတ်ပေါ်တာဒါလည်းမြင်စိတ်လေငါမဟုတ်ဘူးခဏနေရင်အဲ့ဒီမြင်စိတ်ပြောက်တာပဲဒီနောက်တစ်စိတ်ပေါ်တာပဲအသေးအသေးချဆောင်ကြည့်ယဟန်တော်လေးတပါစဖဲကြီးနဲ့ယဟန်တာဖြစ်တော်တယ် ဘလို့မျိုးဖြစ်လဲချမ်းသာဖြစ်တော့လေတတိလောက်နဲ့မရဘူးဘလို့မျိုးဖြစ်တော့လေဘလို့မျိုးကျင်းခဲလေကိုစာဖက်တဲ့အပန်းကိုအပန်းဆုံးသောရင်ရတော့ပြီလို့သိပေတယ်အပန်းဆုံးသောရင်အပန်းရတော့ရင်ပြတော့ပြီလို့သိပေနေတယ်အဲ့လိုစာဖဲရင်နဲ့စာဖဲရင်နဲ့ရဟန္တာဖြစ်တော့တယ်အဲ့ဒါသစ္စေယသုတ်တံခဏသံယုံမှလာတယ် ိစရမထေအကြောင်းလို့เนาะအစာဖဲရင်နဲ့အခုလေးဖုံဖုံတရားပြောပြရင်နဲ့တရားမဲ့နေတယ်ဟာစိတ်အတိတ်ကိုမထွက်ရဘူးအနာဂတ်ကိုမထွက်ရဘူး